မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေရှင်။အခုတင်ဆက်ပေးမှာကတော့ဆ ्याम ဝါနုရေးသားထားတဲ့မိုးနံနှင့်ပန်းနူးဆိုတဲ့အစီအလေးပဲဖြစ်ပါရဲ့ရှင်။သမီးကသူ့အဖိုးလေး ဥညံပေါ်ကိုဖိုးညံဟုခေါ်ပါသည်စကားမပီသေးသဖြင့်မိုးနံဟုသာအတန်ထွက်ပါသည်ဥညံကလည်းကျမပေးသောပန်းနုဟုသည့်သမီးအမိကိုတိတ်သဘောကြပုံမရပါသမီးလေးမွေးကစားပြားရည်ဟုသည့်နာမည်ကိုရွေးပေးခဲ့သည်ကျမကမပြားရည်ဆိုရင်ခေါ်ရတာမလှပါဘူးဥညံရဲ့ဆိုတော့သူ့ထုံးစံအတိုင်းခနဲ့တဲ့တဲ့ပြုံးပါသည်သို့တော့ သမီးလေးမွေးကလေးကပင်သူ့မှာဒီမီးကိုဂယုတဆိုင်ရှိလွန်းသည်မှာသိတာလာပါသည် သမီးလေးနဲ့တရင်တနည်းဖြစ်အောင်သူနေပါသည် ခလေးပါကိုဆွဲပြီးကိုထိလက်ရောက်ကြည်စဲတာမျိုးကစပြီးခလေးအတွက်မှုရခေါင်းအုံးလေးတွေနင်းတို့မဝင်နဲ့သိလားငါဝယ်ပေးမယ်ဆိုတာမျိုးကျင်ကျင်နာနာရှိတာသိတာလာသည်ဒီလိုနဲ့ အများအားဖြင့်တတိတသန့်ရှိတဲ့အောင်ထင်ရသောဦးညံကိုသူဤတူဒူမများကချစ်ကြောက်ယူတည်ရတော်လဲတမိကမူချွင်းချက်အနေနဲ့ဦးညံအပေါ်အထူးပြောရေးဆိုခွင့်ရသူဖြစ်လာပါသည် ပန်းနုလောက်တာပန်းနုစားကြင်လို့ပန်းနုနဲ့သွားတာအစာရှိသဖြင့်သူ့တမိများပြောသည်များကိုဦးညံတယောက်ခွန့်လွပြုံးနဲ့ခေါင်းငိမ့်တက်တီကများလေသည်လမ်းလျှောက်တက်ခါစားတမိက ။ဦးညာလက်နောက်ပြပြီးလမ်းလျှောက်သည့်အတိုင်းတောက်တဲ့တောက်တဲ့နဲ့လျှောက်ပြလဲသူဂျေနက်ပီတီဖြစ်နေတတ်သည်။မြည်ဖို့နှစ်ယောက်ရှေ့နောက်တွဲပြီးလျှောက်သည့်အခါသူ့တော်ရင်နဲ့ကျမတို့မှာရီလို့မစုံ။သူ့မှာလူကြီးစရာ ဖြစ်နေပြီဟုဦးညာမတွေးနိုင်တော့ပါ။စကားပြောတတ်ပြီးဆိုတော့လေသမီးကလေးဦးညာစီအလဲသွားတိုင်းလှုပ်တတ်တာတခုရှိသေးသည်။လိုအပ်တယ်ဟု အကြောင်းပြပြီးဦးညာကသမီးကို ခလေးစားသည့် စီဗစ်ချိုချင်ကြွေးပါသည်ဒီအတိုင်းတော့မဟုတ် မကြွေးခင်ဘိုးချုပ်ကိုအလေးပြုဟုဩကာအလေးပြုခိုင်းပြီးမှယော့ဟု စီဗစ်တလုံးလက်ထဲထည့်ပေးပါသည်ဒီအစီအစဉ်ကြာကြာမခံပါနောက်ပိုင်းတမီးကဥညာဉ်အပြောကိုမဆောင်တော့ဘဲတန်ရှည်ဆွဲကစီဗစ်ဆိုပြီးသူ့ကို အလေးသွားပြုတော့ဒီကောင်းမှမလွယ်ဘူးဆိုပြီးပန်းနူစီဗစ်ဟု စာကတ်ထားသည့်ဘူးထဲမှစီဗစ်တလုံးကိုသွားယူပေးသည် ူ့အခန်းထဲကဘီရိုလေးပေါ်တွင်မိသားစုအတွက်တသီးတသန့်တင်ထားသောပစ္စည်းများဆေးဘူးများတဲ့တွင် ပန်းနုစီဗစ်ဘူးကပါ နေရာယူထားပါသည်။ဥညာန်စာရေးစာဖတ်နေခြင်းဒါမှမဟုတ် ရေဒီယိုနားထောင်နေခြင်းဆိုလျှင်အရေးတကြီးကိစ္စမရှိဘဲသူ့အခန်းထဲမြည်သူမှ မဝင်ရဲကြပါ။သို့သောတမီးကတော့ဖြင့်တဒုံဒုံနဲ့ပြေးဝင်သွားခွင့်ရှိပါသည်။တမီးကခြံအောင်အပြင်မှချောင်းကား သူ့ကိုခေါ်လင်းအပြန်ထွက်လာပြီးစီဗစ်တလုံးကျွေးပါသည်။တမီးကလည်းစီဗစ်ရလင်းသူ့အခန်းထဲမှအေးအေးတသာပြန်ထွက်လာပါသည်။တရက်တမီးကိုဥညံတို့အိမ်ကျမသွားကြတော့သူ့အတော်ကပန်းနုကိုနာမည်ပြောင်းထားသည်။သူ့အဖိုးပေးထားတာဘလို့ခေါ်လဲမေးကြည့်ဟုပြောပါသည်။တမီးကပြုံးစီစီနဲ့တလုံးချင်းမဝင်းခိုင်းဟုဖြေပါသည်။ကြံသည့် ဦးလေးအတော်အဖိုးအဖွားတွေကနာမည်မေးတိုင်းလဲမဝင်းခိုင်းဟူတာဖြေပါတော့သည်ခလေးကမကြာခဏဝင်းပြတ်ကြောင်းဂျမကစိတ်ပူကြောင်းစသဖြင့်ပြောပြမိရာဝင်းခိုင်အောင်မဝင်းခိုင်လို့နာမည်ပြောင်းထားတာကြားလာဟု သူ့အဖိုးကမြေးဖြစ်သူကိုဂျမကွယ်ရာတွင် သင်ပေးထားခြင်းဖြစ်လေသည် တပတ်တရက်ဒါမှမဟုတ်အเจ้าကိစ္စရှိ၍မြို့ရဲသို့ထွက်ဖြစ်သည့်အခါတိုင်းလဲဥညာမှာသူ့မြီးအတွက်တစ်ခုမဟုတ်တစ်ခုဝယ်လာတတ်သည်အတန်မြည်သည့်တယ်လီဖုန်းအစာကောက်သည့်ချက်ကလေးတည်င်းကျို့မီးပုံတွန်းလှဲတကြံရေပြုတ်တနက်စသဖြင့်တကြိမ်နဲ့တကြိမ်ကစားစရာတွေမတူစေရပါဥညာတို့အိမ်မှသမီးကိုတွားပြန်ခေါ်လာတိုင်းတစ်ခုမဟုတ်တစ်ခုပါလာတတ်လွန်၍ကျမတို့က တော်ပါပြီဦးညံရဲ့မျိုးရဲကနေဘာမှဝဲမလာပါနဲ့တော့ဟုပြောရပါသည်သို့တော့ဦးညံကတော့ကျမတို့စကားကိုဂယုမဆိုင်ပါတမီးအတော့ဆိုရင်တာမန်ထပ်ပင် ပို့ပြီးဂယုတဆိုင်ရွေးကဝဲလာစမြဲသူစိတ်နှင်းတွေ့လင်သုံးလေးမျိုးတခါတည်းဝဲထားပြီးတရက်ချနှစ်ရက်ချတစ်ခုချင်းထုတ်ပေးတာမျိုးပင်လောက်တတ်သေးသည် ကျမတို့အိမ်နဲ့ဦးညံတို့အိမ်မှာတိတ်မဝေးလား အားလက်သည့်အခါတိုင်းတမီးကိုသူ့အတော်ရေအိမ်အလဲလာခေါ်တက်ကြသည်အစင်သည့်လင်ကျမတို့ကလည်းမှားစရာရှိရာမှာကထဲ့ပေးလိုက်စမြဲနိုင်ဝတ်တနိုင်ကြားမှလိုက်ခေါ်ရပါသည်တရက်ကျမသွားခေါ်တော့ဥညာဉ်တို့အိမ်မှာတိတ်ဆိတ်လွန်းလာသည်ဟုခံစားရသည်ဥညာဉ်ကဘက်ထရီအိုးနာမှာအလုံးရှုံနေပြီးတမီးကသူ့အတော်နှစ်ယောက်နဲ့အခန်းထဲမှာကျမကိုမြင်တော့ တမီးကငုံမဲ့မဲ့သူ့အတော်တွေက တိုး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 နဲ့ကျမကို ပြန်ပြောင်းပြောပြပါသည် သူတို့မြည်ဖို့နှယောက်အပြန်အလှန်အော်ဟဲကြသည်အကြောင်းပဲပန်းတို့ဒီနားမလာနဲ့အန္တရာယ်ရှိတယ်ဟုပြောပြီးဥညာဘက်ထရီအိုးမိုးရေဖြည့်သည်မှအစပြုကမြည်ဖို့နှယောက်ရံဖြစ်ကြခြင်းဖြစ်ပါသည်ဥညာကတမီးကိုအလျှော့မပေးဟန်နဲ့ငါ့ကိုဒီလိုလှုပ်လို့မရဘူးဟုကျမရှိမှပဲထက်ခါမှန်းလိုက်သေးသည် သို့တော့ဦးညံသူ့အခန်းဘက်ပြန်ထွက်သွားသည်နဲ့ကျမတို့ညီအစ်မတွေနဲ့ပန်းနူမှာရေကာမောကာသူ့ွယ်ရာသူ့အတင်းတုတ်ကြပါသည်အဲ့ဒီအကြောင်းဖေဖေကိုကျမကပြောပြတော့ဖေဖေကလည်းအေးကောင်းတယ်ညံပေါ့ကိုပြန်អော်နိုင်တာငါမြည်တယောက်ပဲရှိသေးတယ်ဟုဩပါပေးပါသည်တမီးကထိုကိစ္စဖြစ်ပြီး၃၄ရက်အထိဦးညံအိမ်မသွားပါဦးညံကမုတ်ကျွေးပြီးတမီးကိုပြန်ချော့ပါသည် တမီးကိုရမှာတယောက်တော်ရှိမှ တမျိုးလုံးမှာတယောက်တော်ကြောက်အောင်မှမရဘူးငါ့ကိုဒီလိုလှုပ်လို့မရဘူးဟုပြောပါသည်ကျမတို့မှာရည်ကြံစိတ်ကိုမျိုးသိပ်ထားရသည်ဒီနောက်ပိုင်းကျမတို့လူကြီးများကိုတမီးပြန်ပြောတတ်လာသည့်စကားမှာငါ့ကိုဘာများအောင်းမိနေသေးလဲဟု၍ဖြစ်ပါသည်တခါတခါဥညာဉ်ပြောနေကြပုံစံအတိုင်းခေါင်းကိုဆက်ခါအဲ့ဒါပဲအဲ့ဒါပဲဟုလဲပြောတတ်ပါသေးသည် မြည်ဖို့နှစ်ယောက်တကြက်ကြက်နဲ့ရှိရင်ကပဲဇဝနရက်ကွက်ဘတ်တို့ဥညာဉ်တို့ပြောင်းသွားသည့်အခါဥညာဉ်နှင့်သမီးအတွေ့ကျဲသွားပါသည် နေ့စဉ်နေ့တိုင်းမတွေ့ဖြစ်တော့သမီးကကြောင်းတက်ရမည့်အရွယ်လဲရောက်လာသဖြင့်ကြောင်းပိတ်ရများမှသာ တွေ့ကြပါတော့သည် အိမ်ပြောင်းပြီးကစားရင်ဆိုပါလင်ကျမတို့မှာတော်တော်နဲ့မရောက်ဖြစ်၍သူ့မိကို မလာဘူးလားမလာဘူးလားခဏခဏမေးပါသည်ပြီးလင်တောက်ကြလုံးနေမျိုးမှာ ူအိမ်တွင်သာသမီးကိုတိတ်ပါသည်နောက်တရက်မှသူ့သမီးတွေကို ပြန်ပို့ခိုင်းတတ်သည် ထို့သောမဟုတ်ဘဲကျမတို့ကသွားကြိုသည်ဆိုပါလဲအိမ်ရှိရာအတွင်းလမ်းမှလမ်းမကြီးတိုင်အောင် သူကိုယ်တိုင်ပြန်ပို့ပေးပါသည်ထိုဝက်ကိုဘာအကြောင်းရှိရှိမဖြတ်ပါ သူ့မီးသူ့အိမ်အလေလာလဲသူ့မှာပြုံးနေတတ်ပြီးသူ့မီးသူ့အိမ်မှာရှိနေလဲသူ့မှာအလွန်ကျေနပ်နေတတ်ပါသည်အချို့သောအပေါင်းပည့်ရတွေမှာ ကျမတို့က ခလေးချောင်းဆိုးနေလို့ဖျားနေလို့သွားစရာရှိလို့ဆိုကသူ့အတော်နဲ့မထည့်လိုက်လဲအပြန်မှာဥညာကဟိုကောင်မမပါဘူးလားဟုစီးမိပါသည်တမီးကလည်းအဲ့ဒီအိမ်ကိုတပတ်ကနေနှစ်ပတ်မသွားရလဲခြေကြပူစားတတ်သည်ထိုအိမ်တွင်ရှိသမျှလူကုန်ကိုသူဗိုလ်ကြွေရသည်ကိုအစားအသောက်အတွက်ဖွားရှံကမငီးမညူအမျိုးအမည်ဆုံးလှုပ်ကြွေးသည်ကျမတို့မကြွေးတော့ဥညာဝဲထားတတ်သည် တရေစာတွေစားရသည် ရုပ်တံကြည့်ရသည် သူ့စိတ်တိုင်းကြနေရသဖြင့်သူမပြောင်းခြင်းသေးဘူးဟု အမည်ပြောတတ်ပါသည်သို့သော ရုပ်တံလိုင်းခွဲတွေရွေးရမှာတော့သူတို့မြည်အဖို့လူရတတ်ပါသည် ကတောက်ကဆမကြည်မလင်ဖြစ်ကြသည်ကလည်းမကြာခဏဆိုသလိုပင်ဖြစ်ပါသည်သူမကြည်နဲ့လင်ဒီရင်ဦးလာတာတီဗီကြည့်ကြံလို့သိရလားကြည့်ကြံတာမကြည့်ရရင် နောက်ဆိုဖုံးညာတတိရတယ်ဆိုလဲလာမခွန်နဲ့ဟု ပြောတတ်ပါသည် နောင်မလူရအောင်ဥညာန်ခမအိမ်တွင် ရုံမြင်တန်ချာနောက်တလုံးဖြည့်ရပါလိမ့်သည်ထို့သောအစဉ်ပြေအောင်မြည်အဖို့တွင် နေကြလျက်နေပင်ပြဿနာကဖြစ်မြဲဖြစ်လျက်ပင်တစ်ချိန်တွင် ကျမတို့အိမ်၌ဓာခဲရုပ်ရှင်ကားကို ပြန်ကြည့်ဖြစ်ကြပါသည်သမီးကလည်းသူ့ဦးလေးတွင်အတော်တွင်ပါသည့်ရုပ်ရှင်ကားမှထိုင်ရမထအားပေးပါသည် ထို့ပြင်ရုပ်ရှင်ကားထဲမှ သူ့အတော်အငယ်ဆုံးတရုတ်ဆောင်မုံကိုသဘောကျ၍လူဆောင်ချိန်တိုင်းတတိယတိုင်းလှုပ်ပြပါသည်။ဥညာဉ်အင်ရောက်တော့လဲထပ်ခါထပ်ခါလှုပ်ပြပြီးရီပွဲဖွဲကြပါသည်။ပြီးတော့သမီးကသူ့ဘာသာ ရုပ်တံကိုမမတ်မောမောကြည့်နေတော့သည်။ဥညာဉ်နဲ့ဒေါ်လေးရှန်ကစကားပြောလိုက်ရုပ်တံကြည့်လိုက်အတူရှိနေပါသည်။သူတို့စကားစပြတ်တိုင်းဟဲ့ပန်းနု ဓာတ်ခဲတဲ့ကဘယ်နေရာကိုနင်းအကြိုက်ဆုံးလဲဟုသမီးဘက်လှဲ့၍မကြမကြာစစ်တမ်းလဲကောက်ပါသည် ရုပ်တံအစီအစဉ်ကိုအာယုံဝင်စားနေသဖြင့်သမီးကမေးတိုင်းပြန်မဖြေပါဦးညံအနေနဲ့ကလည်းသူ့ဇလန်းထဲမှာဘယ်ဇက်ကွက်ကိုသူ့မြီးအကြိုက်ဆုံးလဲဆိုတာအတော်သိချင်ပုံရပါသည်ထက်ခါထက်ခါဟဲ့ပန်းနုဟဲ့ပန်းနုဆိုတော့သမီးကလှဲ့ပြီးနားကြီးတဲ့တိတ်တိတ်နေဟုအော်ပါလေတော့သည်ဦးညံခမဘာမှမပြောနိုင်ပါ အငိုက်မိသွားသည့်ထိုခဏမှာဖွားရှံကလည်းရီမိပါသည်ဒါကိုပင်သမီးကမရီနဲ့ဟု သူ့အဖွားကိုထပ်ဟောက်လိုက်သေးသည်သူ့တော်ကအဖိုးအဖွားကိုအဲ့လိုမပြောရဘူးဟုဆိုပြီးအပေါ်တက်ကိုချက်ချင်းခေါ်ထုတ်ကာအခြေအနေကိုအမြန်ဝင် ထိန်လိုက်၍သာတော်ပါတော့သည်ကျမတို့မှာသမီးကို ဆုံးမသွန်သင်ရသည် အဖိုးအဖွားများနဲ့အတူနေရကြီးပြင်းရသောထူးသည့်ကောင်းသည့်ကုသိုလ်ကံအကြောင်း သူနားလည်လွယ်အောင်ရှင်းပြရပါသည် Thank you. တရက်တွင်လမ်းမကြီးထိတ်ထမင်းဆိုင်မှခွေးမကဥညံကိုကိုက်လိုက်သည်ဟုကျမတို့ကြားသိရသည်တယ်လီဖုန်းဆက်၍ဥညံကိုသတင်းမေးရပါသည် ကျမတို့ကတော်တော်နဲ့မရောက်ဖြစ်ပါ ခွေးယူကာကွယ်စည်းထိုးပြီးကြောင်းကျမတို့သူ့အိမ်လာလင်ထိုခွေးကိုတတိထားဖို့အကြောင်းဥညံကမှာပါသည်တောက်ကြရက်တွင်တော့ထုံးစံအတိုင်းဥညံသမီးယူရကပန်းနုကို လာခေါ်သွားပါသည် စနေနေ့မှပြန်ရောက်ပါသည်။ကျမကသမီးကိုသမီးရေဖိုးညံကိုခွေးကြိုက်လိုက်တာအတော်များနှက်သွားလား။ဒဏ်ရာများကြီးသလားလို့ဆိုတော့သမီးကစင်စင်ဆာဆာပြုတ်ပြီးပြန်ပြောသည်။အနေတော်ပါပဲမမီတဲ့။သူ့သမီးတွေကတဆင်ဥညံပြန်ပြီးတော့ခေါင်းတဆက်ဆက်ညိတ်ကပြုံးပြီး"အော်သူကတော့အဲ့ဒီလိုအဲ့ဒီလို"ဟုသာဆိုနိုင်ပါသည်။လွန်ခဲ့သည့်9လခန့်ကတော့ ဥညံအတော်လေးနေထိုင်မကောင်းကြောင်းကျမတို့သိပါပြီ။ထို့ကြောင့်ဥညံစေကန်းသွားသည့်တောက်ကြရက်များမှလွဲ၍တမီးကိုဂယုတဆိုင်ပို့ပေးရပါသည်။တယ်လီဖုန်းပြောပြအောင် ခေါ်ပေးရပါသည်။ဘန်ကောက်သို့တလကြာစေးသွားဆက်တော်လဲအွန်လိုင်းမှာတဆင့်တွေ့အောင်စီစဉ်ပေးရပါသည်။မြီးပိုးနှစ်ယောက်အွန်လိုင်းမော်ကတဆင့်တွေ့ကြစကားပြောကြစကြနောက်ကြပြောကြရတော့ ကျမတို့မှလည်းပျော်ရွှင်ရပါသည် သူ့အဖိုးနဲ့သူ့တော်နှစ်ယောက်ကတစ်ဖက်ဘန်ကောက်မှာသူ့ဖွားရှင်နဲ့ကျမတို့ကတစ်ဖက် ရန်ကုန်မှာအမတ်တရဖြစ်ရပါသည်ရန်ကုန်ပြန်ရောက်လာတော့ဦးညံတက်တာရဲ့လားအစဉ်ပြေးရဲ့လားတမီးကိုလှုပ်လို့ဖြစ်ပါမလားကျမကသာ တွေးပူသည်ဦးညံကငါနေကောင်းပါတယ်ပန်းနုကိုလှုပ်လိုက်ပါဟုမှမြဲဆေးသွင်းနေသည့်ရက်မျိုးဆိုရင်တော့ ငါ့ကို तू ကထိတာမှမဟုတ်တာဘာမှမဖြစ်ဘူးရတယ်ဟုပြောမြဲဦးညံတို့အိမ်ကပြန်လာသည့်တရက်သမီးကကျမကို မမေဖိုးညံကိုလေဖွားရှံကအသေးပုံကျက်ဥကြော်ပေးတယ်တိလားဟုတတင်းပေးပါသည်ကျမကနားမရှင်းတော့စီတဲ့ဝိုးရဲကအသေးပုံခွင်းကလေးတဲ့ကျက်ဥကိုထဲ့ကြော်လိုက်တာပေါ့မမေရဲ့ဟုပြောပြသည်အဲ့ဒီနေ့ကဦးညံကဘိုက်စာနေကြောင်းသမီးကလည်းအရင်စားခြင်းကြောင်း ဖွားရှံကဖိုးညံအတွက်အရင်ကြော်ပေးနေချောင်းထို့ကြောင့်ဖိုးညံကသူ့အတွက်အရင်လှုပ်ပေးစေချောင်းစီကာပတ်ကုံးဆက်ခါဆက်ခါပြောပြနေပါသည်အာယုံကြောတွေပါထိခိုက်ကုန်သဖြင့်နောက်ပိုင်းတွင်ဥညံလန်းကောင်းကောင်းမလျှောက်နိုင်ပဲရှိသောအခါ သူ့အဖိုးကို ပန်းနုကစိတ်လိုလက်ရရှိလင်နှိပ်ပေးပါသည်သို့တော်နှိပ်ပေးသည့်အခါတိုင်းညာဘက်ကိုနှိပ်ခိုင်းလို့မရဒါကိုပင်ဥညံက ခလေးတွေမှာအန်နီရဲ့ကို အလိုလိုတည်တည်ညင်ကလေးရှိနေတတ်သည်ဟုချီးမွမ်းစကားဆိုပါသည်သူ့ကိုညာဘက်ချမ်းကတနေ့ထက်တနေ့အလုတ်လုရခက်ခဲလာပြီမဟုတ်လားလူတွဲလိုလာပြီမဟုတ်လားကျမမမြည်အပေါ်တန်ရောစဉ်ကြီးလွန်လာသောဥညာဉ်ကိုကြည့်ပြီး စိတ်မကောင်းဖြစ်ယုံသာတန်နိုင်မာတော့သည်ဆေးရုံတွင်ပင်ပန်းလွန်၍မှိမ့်နေသည့်တိုင်သမီးလောက်သူက ပန်းနုစီကဖုံးလာတဲ့အဖေး ြောမလားဟုမေးလျင်သူ့သမီးလက်ထက်မှတယ်လီဖုန်းကို အတင်းလှမ်းယူတတ်ပါသည်ဆေးရုံဆင်းပြီးသည့်နောက်သူ့အိမ်တွင်ဥညာဉ်ရှိနေသည့်အခါဥညာဉ်စီ ကျမတို့တခါတရံရောက်ပါသည်ဆေးဝင်ဖို့ပင်ခက်ခဲလွန်းစွာမျိုးချနေရသောဥညာဉ်ကို သမီးကဖိုးညံမျိုးချလေးမျိုးချလိုက်ဟုဝင်ပြောလျင်မတွေ့တာကြပြီဖြစ်သောမြီးကိုအတန်ကြားသည်နှင့် အာယူပြီးမျက်လုံးဖွင့်ကြည့်ပါသည်ဝဲလာသည့်မျက်ရည်စကား ကောင်းစွာလှုပ်ရှားနိုင်သေးသောလက်နှင့်တုတ်သည့်ခဏကျမရင်ထဲ၌လှိုက်ခင်းဝန်းနေလာမိသည်။ဦးညံနှင့်သမီးနောက်ဆုံးအနေနဲ့တွေ့ကြရခြင်းဖြစ်ပါသည်။ဦးညံမကွယ်လွန်မီနှစ်ရက်အလိုမှာမိဖိုးတယ်လီဖုန်းပြောကြပါသည်။သူ့မိပြောသမျှကိုနားထောင်ပြီးပန်းနူကတော့ငါ့ကိုလှုပ်ပြန်ပြီဟုဆိုလိုဟန်မျက်နာအမူအရာကိုဖော်ပြကြောင်းသမီးမကြားရသည့်တိုင်တယ်လီဖုန်းထဲမှာ သမီးမေးသမျှကိုလေတံတဲ့တဲ့ဖြင့်ပြန်ဖြေချောင်းသိရပါသည် ထို့နောက်တွင်တော့သူတို့မြည်အဖိုး၏အပြန်အလှန်ကြည်စေကြသောစကားများကို ကျမတို့ဘယ်သောအခါမှကြားကြရတော့မည်မဟုတ်ပါဝါနုအမှတ်269ဩဂတ်ရွှေအမြူတေး ခုတင်ဆက်ပေးခဲ့တာကတော့ဆီယာမဝါနုရေးသားထားတဲ့မိုးနံနှင့်ပန်းနုဆိုတဲ့အစီအလေးပဲဖြစ်ပါတယ်။ဒီအစီအလေးကိုနားဆင်ရင်ခြေနဲ့နှစ်သက်ကြမယ်လို့မျှော်လင့်မိပါတယ်ရှင်။